မန္တလေးမှာဇနီးအတွက်ဈေးကုပေးရင်လည်းငွေကုန်သွားလို့ခြေတုပ်ခုံရောင်းပြီးငွေရှာနေရတဲ့ခင်ပွန်ကောင်း86နဲ့အရွယ်အဖို့ပရိသတ်များရှင်ဘဝတွေကအမျိုးမျိုးအဖုံဖုံစိုးဝါးနေတဲ့အချိန်မှာရှင်သန်ဖို့ခက်ခဲနေကြတဲ့အသက်ကြီးရွယ်အိုတွေလည်းအများကြီးရှိပါတယ်။တချို့ကတယောက်တည်းဒုက္ခတွေရင်ဆိုင်နေရတဲ့အချိန်မှာနှစ်ဦးအတူမခွဲခွာဘဲနဲ့ဒုက္ခတွေရင်ဆိုင်နေရတဲ့အဖိုးအဖွားဇနီးမောင်နှံတွေလည်းရှိကြပါတယ်။ မန္တလေးမှာစင်လေးပေါ်ခြေထုတ်ခုံလေးကိုတင်ပြီးတော့လိုက်ချောင်းနေတဲ့အဖိုးရဲ့ဘဝဆိုလဲနားထောင်ရတာနဲ့တနားစရာကောင်းတဲ့အဖြစ်ကိုဖျက်တမ်းနေရတာပါအဖိုးကအသက်86နှစ်အရွယ်အဖိုးတယောက်ဖြစ်ပါတယ်အသက်86နှစ်အရွယ်ရှိနေချိန်မှာတော့မနားနေနိုင်သေးပါဘူးသူ့မှာဝင်နေရလဲအများကြီးရှိရမို့စာဝတ်နေရေးအတွက်ရုံးကန်နေရတာဖြစ်ပါတယ်အဖိုးကတယောက်တည်းမဟုတ်ပဲဇနီးဖြစ်သူအဖွားကလည်းတက်ရှိထင်ရှားရှိနေတော့ဖြစ်ပါတယ်အဖွားကနေကောင်းတမ်းမာတာမျိုးမဟုတ်ပဲနဲ့ ခြေထောက်ကအနာဖြစ်နေတာပါခြေထောက်ကိုဖျက်ရမယ့်အခြေအနေ ဖြစ်နေတာမို့မန္တလေးဆေးရုံကြီးမှာဆေးလာကူတာဖြစ်ပါတယ်အဖိုးတို့ကအရန်ကိုဆင်းရဲတဲ့အတွက်ဆေးကူရတာလည်းမတတ်နိုင်ပါဘူးမရှိရှိတဲ့ဈာရဲကနေခြေထောက်ကိုဆေးလာကူတာဖြစ်ပါတယ် ဒါကြောင့်မို့လို့ကျွန်တော်ကိုဖျက်ချလိုက်ပြီးတဲ့အချိန်မှာပဲဈေးဘိုးကုန်သွားပါတယ်။နောက်ထပ်ဈေးဝယ်ဖို့လည်းမတက်နိုင်တော့သလိုထပ်ပြီးတော့ကုသဖို့ကလည်းမဖြစ်နိုင်တော့ပါဘူး။ဈေးကုလဆအချိန်နေမှုအဖိုးမှာရုံးကန်ရပါတော့တယ်။ကိုလုံးဆနေရာနေရာဒေသမဟုတ်တာကြောင့်အဖိုးကဈေးရောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဖွားအတွက်စေဖို့ရှာရမယ်လို့အားတင်းပြီးတော့ခြေထုတ်ခုံတွေလိုက်ရောင်းတော့တာဖြစ်ပါတယ်။စင်ပေါ်မှာခြေထုတ်ခုံကိုလိုက်ရောင်းပြီးတော့မြို့အနှက်ရောင်းနေတာဖြစ်ပါတယ်။အုတ်ထုတ်လေးတစ်လုံးသာစောင်းပြီးတော့နေပူထဲမှာလိုက်ပြီးတော့ရောင်းနေရတာမျိုးလည်းဖြစ်ပါတယ်။နေပူထဲမှာသွားလာပြီးတော့ဈေးလိုက်ရောင်းနေရတာကအသက်66နှစ်အရွယ်အဖိုးအတွက်ကတော့မလွယ်လာပါဘူး။တော်တော်လေးကိုမောပန်းပြီးတော့အစင်းရဲလွန်လာပါတယ်။နေရလဲပူပင်ပန်းတဲ့အချိန်မျိုးဆိုရင်တော့ငါးဘဝတလောက်တောင်ပင်ပန်းသွားတာလားလို့ အဖိုးကဝန်းနေပြီးတော့မျက်ရည်တွေကျရပါတယ် ဒါပေမဲ့လည်းအဖွားကိုစိတ်ကူပေးဖို့ဆိုပြီးတော့အားတင်းထားပါတယ်။ငငယ်ကလေးကပေါင်းလာတာအသက်80ကျော်ပြီမို့အသက်ထွက်တဲ့အထိကိုအဖွားကိုပဲပေါင်းသွားမှာဖြစ်ပြီးတော့ဘာပဲဖြစ်ဖြစ်လည်းရှေ့ဆက်သွားမှာဖြစ်ပါတယ်။အဖိုးကအဖွားအတွက်ဆိုရင်ဘာပဲလုပ်ရလုပ်ရလုံးမှာဖြစ်တယ်လို့နောက်ဆုံးချိန်ထိရှာပေးမှာဖြစ်ပါတယ်။အဖိုးရဲ့မျက်တာကိုသစ္စာရှိတယ်လို့ဒီဘက်ခင်မှာတော့ရှာလို့မရတော့ပါဘူး။အဖွားမှသွားတစ်ချောင်းမှလည်းမရှိတော့တယ်လို့သူကလည်းအသက်အရွယ်ကြောင့်အားနေနေပါပြီ။ပစံရလာပြီဆိုတာနဲ့အဖွားကို ပြန်အပ်ပြီးတော့ဈေးပိုးဝယ်ပေးတာဖြစ်ပါတယ်။ရှာလို့ရသမျှအဖွားအတွက်ဈေးကူဖို့သာဆုံးဖြတ်ထားပါတယ်။ ။အဖွားကနောက်တစ်ပတ်လောက်နေရင်ဆေးရုံပေါ်ကနေဆင်းရတော့မှာဖြစ်ပါတယ်။ဆေးရုံကမဆင်းရခင်အထိဆေးစည်းရိမ်နဲ့နေဖို့အတွက်မန္တလေးမှာဖိုးကခြေထုတ်ခုံလိုက်ရောင်းနေရအောင်ပါ။အဖွားဆေးရုံကဆင်းပြီဆိုရင်တော့မန္တလေးမှာမနေတော့ပဲရွာကိုပြန်ကြမှာဖြစ်ပါတယ်။ရွာမှာအငှားကောက်ဆိုင်သမားလုံးကြတာဖြစ်ပြီးတော့ဆင်းဆင်းရဲရဲနဲ့နေကြရတာပါ။ဒါကြောင့်မို့ရွာပဲပြန်ပြီးတော့ရုံးကန်မှာလို့ဆိုပါတယ်။ အသက်ရှိသေးရတော့အဖိုးကအဖွာအတွက်အကောင်းဆုံးလူတစ်ယောက်သစ္စာရှိရလူတစ်ယောက်ဆိုတာသတိပြသွားမှာပါမကြခင်ဆိုရင်ကွယ်လွန်ကြတော့မှာလေနောက်ဆုံးချိန်နေနဲ့ရုန်းကန်ပေးအောင်မှာပါလို့အဖိုးကဖွင့်ဟလာခဲ့ပါတယ်အဖိုးရဲ့စိတ်ထဲမှာတော့အဖွာအမြန်ဆုံးချမ်းမာရေးကောင်းပါစီလို့သာရေရွတ်ဆူတောင်းနေရဖြစ်ပါတယ်ငယ်ချစ်ဖြစ်တာမို့လဲအဖွာအပေါ်မှာမပြတ်နိုင်တယ်လို့မပြတ်နိုင်မဲ့ အသက်66နှစ်အထိဘေးမှာပဲရှိနေပေးရပါဒါသုံးယောက်ရှိပေမဲ့လည်းကွယ်လွန်သွားပြီဖြစ်တာမို့ဒီအချိန်မှာအဖိုးနဲ့အဖွားသာတယောက်ကိုတယောက်အားကိုးနေထိုင်ရတာဖြစ်ပါတယ်အဖိုးတို့ကိုလူဒန်းကျင်နေဆိုရင်တော့82လမ်း24 25ကြာအမတ်၈ကျောင်းသားမှာအဖိုးဈေးရောက်တဲ့အချိန်ဆက်သွယ်နိုင်ကြောင်းမျှဝေပေးလိုက်ပါတယ်ရှင်